stream media press conference လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာသူတို့ကလည်းအခုလက်ရှိမှာ Taiwan အရေးတွေတရုတ်နဲ့ Philippines အရေးတွေကိုပြောလာခဲ့တယ်မြန်မာအရေးတွေသူတို့ပြောထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီ sustainable တော့မှာဖြစ်တယ်အဲ့ဒီတရုတ်ရဲ့အရေးတွေကိုကျွန်တော်တို့မဆွေးနွေးခင်မှာ Russia နဲ့ Ukraine ကြားမှာသူတို့ထောင်သားအချင်းချင်းလေးလေခွင့် လုတ်ပေးကြလုတ်လုတ်ခေကြတယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ရုရှားကလည်း Ukraine တပ်သားတွေကိုလွှတ်တယ် Ukraine ကလည်းရုရှားတပ်သားတွေကိုလွှတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ Easter Easter Day ပေါ့ Easter Sunday မှာအပိခရစေးရဲ့သူတို့နိုင်ငံချက်သဘောတူညီထားကြတာကတော့အခုတော့ပြီးသွားပြီပေါ့ Trump ကိုယ်တိုင်ကတော့ပြောနေတယ်အခုလာမယ့်အပတ်အတွင်းမှာတော့ Ukraine နဲ့ Russia ရဲ့စစ်ရေးအကြောင်းကိုအာ ိတာထင်ရှားတာတခုအဖြစ်ရတဲ့တခုတော့ရသွားမယ်လို့သူမျှော်လင့်နေတယ်ပေါ့နော်ဆိုတော့ Trump ကိုယ်တိုင်တော်မှအဲ့ဒီ UK ရင်းရဲ့ peace deal plan ကို now လာမယ့်ပတ်မှာချပြမယ်လို့သူပြောထားတာရှိတယ်ဆိုအခုဒီရုရှားနဲ့ယူကရိန်းကြီးကလည်းအခုလာမဲ့တပတ်မှာဆိုတော့သူတို့စီရေးကြီးကဒီတိုင်းဆက်လက်ပြီးတိုက်ခိုက်ရေးကဆက်လက်သွားမှာလားဒါမှမဟုတ်နိုင်ငံအကြံငင်းချရေးယူမှာလားဆိုတော့အဖြစ်တီချပေါက်ထွက်လာမှာ ဆိုတော့အဲ့ဒါကိုဆွေးနွေးမယ်တရုတ်ဖက်ကရောဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကနေကြည့်ကြအောင်အဲ့ဒီတရုတ်ကိစ္စတရုတ်ကိစ္စကိုမဆွေးနွေးခင်မှာရုရှားရဲ့ UK နဲ့ဂျာထောင်သားအချင်းချင်းနှင်းနေတဲ့ဥစ္စာကိုကြည့်ကြည့်အောင်နော်အဲ့တစ်ချက်လောက် all right ကဲဟုတ်တချက်လောက်နော်ချင်းတချက်လောက်ပေးပါဦး။ Okay. ဆိုတော့အခုက အခုကအဲ့ဒီယူကရိန်းရဲ့စစ်သားခုနှစ်ရာနဲ့ခုနှစ်ခုပေါ့နော်ကရုရှားကလွတ်ထားတယ်ဆိုတော့ရုရှားဖက်အယူကရိန်းဖက်ကလည်းရုရှားရဲ့တပ်သားနှစ်ရာနဲ့46လွတ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီထောင်သားအချင်းချင်းကို exchange လုပ်တာပေါ့ဖလေတာပေါ့ချလာဒီ music ကိုပေးရအောင်တော်ကြာနေ copyright မိအောင်ပါ အာဆိုတော့အဲ့ဒီမှာကွာဒီထောင်သားချင်းချင်းပြနေတဲ့ခါကျတော့ UK ရင်းဖက်ကလည်းကျူကိုငီလာခဲ့လာကျူခဲ့ကြတာပေါ့နော်ဟွန်း years ပေါ့နော်ဆိုတော့အဲ့ဒီကမိသားစုတွေကဘယ်လောက်ထိပျော်ရှင်တဲ့အကြောင်းကိုသူတို့ကအာပြောပြတာပြောကြတာပါဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့

此次军演正值中国和菲律宾在南海存在主权争议。By the way，大家 April t 地铁呢？哎，你 April 装地铁吗？第二页，Foreign Minister，大家对南新闻披露开了不？指挥演习的一名菲律宾将军称，菲律宾把这次演习当、uh,。啊，都罗个英把大哈的，了。当前，Currently，the，international community faces repercussions of unilateralism, protectionism, and bullying and domineering. အဲ့ဒီဖိလစ်ပင်းနဲ့ US နိုင်ငံအကြားစီရေလက်ချင်းမှုတွေလုပ်ဖို့သဘောတူခဲ့ကြတယ်။အခုလုပ်ပြီးပြီလားတော့မသိသေးဘူးပေါ့နော်။ဆိုတော့ဖိလစ်ပင်းတပ်သားနဲ့ US တပ်သားတွေကိုအဲ့ဒီ South China Sea အနားမှာဖိလစ်ပင်းအနားမှာတော့စစ်တပ်ပွဲလက်ချင်းရေးတွေလုပ်နေတယ်။

disrupts regional strategic stability, undermines the prospect of regional economic growth, and stands on the opposite side of the regional countries. Such practice has encountered. All right, do me a loan as a badapian, no son of Chichiao. Right. Do you saka English losing Sakapian Pane? I don't even know what the heck he was saying, guys. So let's focus on this one. So, aku, the ထားဝင်ရေးကပြောလာတယ်ဒီ international community ပေါ်မှာသူတို့မကျင်သက်တဲ့အကြောင်းပြောလာတယ်ပေါ့နော်ဟုတ်လားဟုတ်လားဟုတ်လား okay 霸权的冲击အဲဆိုတော့အဲ့ဒီထိုင်ဝမ်နာမှာတော့သူတို့ကပါလဲဆိုတော့ဒီမှာဒီစကလုံးလေးကိုကြည့်အောင် protectionism ရယ် bully ရယ်ကျွန်တော်ကအဲ့ဒီထိုင်ဝမ်ကို protect လုပ်မယ်ဘောနော်လုံးဝလုပ်မယ်ဘော ဆိုတော့ဆူဆောင်ရေးလို့မယ်ပေါ့နော်ပြီးတော့အဲအားဆူဆောင်ရေးလို့မယ်ပေါ့ဆိုတော့အဲ Western ကလာပြီးမှအဲ့ဒီ bully ပေါ့နော်ဒီအနိုင်ကျင့်တာမျိုးကိုကျွန်တော်တို့ခံမှာမဟုတ်ဘူးပေါ့အာရှန်的冲击本地区国家迫切希望ဆိုကျွန်တော်တို့ရဲ့စီလုံးငင်းညုတ်ရေးလက်တွဲဖော်လို့ဖူရန်အတွက်အခိုင်အမာလို့ဖူရန်အတွက်အားထက်သန်လာတယ်။ဒီတရုတ်ရဲ့တိုင်းဒေသအကြီးကိုပြောတာပါဘောနော်။ဆိုတော့တရုတ်ရဲ့တိုင်းဒေသအကြီးက ကျွန်တော်တို့ရေဟောင်ကောင်ပဲဖြစ်ဖြစ်ထိုင်ဝမ်ရေကပဲဖြစ်ဖြစ်ညီညွတ်ချင်းရေကော်ပိုရေးရှင်းရေအတူလက်တွဲဖို့ရတဲ့အခိုင်အမာဖြစ်ဖို့ရကျွန်တော်အလုံးကနော်အင်အားတွေတက်နေတယ်ဆိုမှပြောလာတယ်ပေါ့環節協作共護地區穩定協手ဆိုတော့အဲကျွန်တော်တို့ကပေါ့နော်ထိုင်ဝမ်နားမှာတော့လုံးဝတင်းငင်အချမ်းအောင်အဲ့ဒီတိုင်းဒေသတွေကြီးကိုကျွန်တော်တို့လုံးဝကို safe guard လုပ်မယ်နော်ကာကူရှောက်ရှောက်မယ်နော်အဲ့ဒီစင်ကုန်မှုတစ်ခုခုလာတိုင်းကျွန်တော်တို့ကထက်ကလုတ်ရမယ်ချမှာပဲဆိုတာပြောလာတယ် 在这一大背景下，菲、嗯、律宾伙同哎，菲律宾噶地噶吧，US 噶菲律宾的大围呢，所以都相互揭了，对吧、嗯？So, 你说你那些反沙洋嘛，不、嗯、咯？域外国家大搞军事演习、啊，引入哎，然后哎，什么引入和部署战略战术武器啊，说阿库洛尼啦个。嗯 ရွေတက်သားတွေကနော်နီးပြူဟာဆန်ဆန်အဖြစ်နော်တက်တက်တွင်ချဖူးလို့ရန်ပြီးတော့ tactical weapon ပေါ့နော်စစ်လက်နက်တိုက်ခိုက်တဲ့အခါကျရင်ဘယ်လိုတုံးမလဲပေါင်းရပေါ့ကွာအရာတွေကသူတို့ကလုပ်နေတယ်ဆိုအဲ့လိုမျိုး US နဲ့ Philippines ချာစစ်လက်ချင်းရေလောက်တာတွေတနတ်တင်အားပြတာတွေဖာဝိုင်အားပြတာတွေကိုကျွန်တော်တို့ရဲ့တရုတ်အနီးအနားမှာရှိနေတဲ့ငင်းချိုင်းရေကိုနှောက်ရှက်တာပဲ အန်ဒမိုင်းလောက်တာပဲပေါ့နော်ဖြစ်စီဖြစ်စီရဖြစ်စီကြောင်းလောက်ခဲ့တယ်ဆိုပြီးမှပြောလာတယ်ဟုတ်ဟုတ်ဟုတ်ဒီချူ经济增长前景အဲဆိုတော့အဲ့ဒါတော့မကဘူးကွာကျွန်တော်တို့ရဲ့စီးပွားရေးရဲ့ဒီအထူးတက်ရေးကူတော်မှာအနောက်ရှက်ပေးတယ်ပေါ့နော် economic growth ကိုအနောက်ရှက်ပေးတယ်ကွာဆိုတော့အခု they openly stand opposition အာကျွန်တော်တို့ရဲ့ region တရုတ်နီနာချင်းမှာကွာ ဒီက openly ပေါ့ကွာတရုတ်နဲ့ sorry ဖိလစ်ပီးနဲ့ US တို့ကလုပ်နေတယ်ကျွန်တော်တို့ကွာတာဖူးလုပ်နေတယ်နော်စီးပွားရေးအရာအဖြစ်ကျွန်တော်တို့ကိုနှောက်နှင်းအောင်လုပ်နေတယ်အာပြောလာတယ်ပေါ့区国家的对立面已经遭到地区国家的强烈反感。အဲ they have already triggered strong resentment ဒါကလုံးဝကိုစိတ်တူဖူးရ resentment ပေါ့နော်အာယုံနှောက်ဖူးရတော့လုတ်လာတယ်ဆိုတော့ပြောလာတယ် ဆိုတော့အဲ့ဒီထိုင်ဝမ်အရေးကအလုံးဝတရုတ်ရဲ့ပြည်သူအရေးဖြစ်တယ်ဆိုတော့ပြောလာတယ်ကွာ eternal affair ပေါ့နော်ဆိုဒီလူမျိုးပါဝင်လို့ရှိချီကတကယ်ပဲအဓိက China ရဲ့ core interest ပေါ့နော်အဓိကအကျနေတဲ့ China ရဲ့ interest China ရဲ့ဘယ်လိုပြောမလဲအာစိတ်ဝင်စားမှုကိုတွားဖြစ်နေတာကို ဆိုတော့သူတို့ကလုံးဝမကြိုက်ဘူးဒီထိုင်ဝမ်အရေးကခင်ဗျားတို့မပါနဲ့ဖိလစ်ပိုင်တို့ US တို့ဘာမှရှုံမနေနဲ့ဒါကကျွန်တော်တို့ပြည်တွင်းအရေးဖြစ်တယ်ဆိုပြောလာတယ်음ဆိုတော့ China ကတော့တခြားတဲ့အခိုင်အမာပဲပေါ့ဘေးနိုင်ငံမစူပဲလာလာအဲ့ဒီထိုင်ဝမ်အရေးမှာဆိုတော့ကျွန်တော်တို့ကဆက်ကြည့်မှာပဲပေါ့强化地区军事部署。嗯，所以阿迪那嘛，喏，是 စစ်ချတာတို့ကမကြိုက်ဘူးပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးထိုင်ဝမ်အနားမှာမင်းတို့ကစစ်ရေးလို့လုပ်မယ်စစ်ရေးစစ်ချတယ်နေရချတယ်ဆိုတော့လုပ်မယ်ဆိုတော့ tension and confrontation ပေါ့နော်နော်နှစ်ယောက်ဒီအဲ့ဒီနိုင်ငံကြားမှာ ပြင်းထန်မှုရှိမယ် confrontation တိုက်ချင်းတိုက်မယ်ပေါ့ကွာငေါ်ချချင်းချမယ်ပေါ့ကွာ挑动紧张对抗破坏 哎，是咯，哎，农民、民乐乐、情感、正能量、也影响一股脑些大白、偏激大白。奉劝有关方面，不要在台湾问题上。哎，大壮，哎，你台湾给啥嘛别那挨么说，拉比嘛是门维护，只能肉搞啊，你说清嘛是不不要拉来挂。进亡者必自焚。给，我老爷。 ခဏသူပြထားတဲ့စာတစ်ချက်လားမြန်မာရေးဒီမှာโอ้ those who play with fire will perish by it သူပြောတယ်နော်မိနဲ့ကစားတဲ့လူရင်းကတော်တော်လေးဖြစ်စီမှာပဲဆိုတာတရုတ်ကပြောလာတယ်ကွာစလူတဲ့သဘောကအဲ့ဒီဖိလစ်ပင်းတို့ US တို့ကို ထိုင်ဝမ်အရေးမှာလာပြီးမှမီးနဲ့မကစားနဲ့မင်းတို့မီးနဲ့ကစားရတယ်ဆိုတော့မင်းတို့ဖြစ်စည်းမှာဆိုမှပြောလာတယ်တရုတ်ကြီးကချိန်ချောက်လာတာတော့ဘောရတို့ Next one please question from ASP August 发现是有报道称တခြားတော့ဒီနေရာလေးမှာမြန်မာအကြောင်းတွေနဲ့တို့ပြေးထားမေးထားတာရှိတယ်ဆိုဒီကိစ္စကလွန်ခဲ့တဲ့2ရက် April 20လောက်မှာဖြစ်တယ်เนาะဒီတရုတ်ရဲ့ press conference လုပ်တာက

I would like to reiterate that we have been asking the Chinese companies to observe the law of the country they're in when they are operating overseas. <laughs> Uh. Regarding Myanmar, I would like to reiterate that. Uh, the shut up, shut up, India. Regarding Myanmar, I would like to reiterate that we are good neighbors. Our position on this matter is clear. We observe the principle of non interference of internal affairs and support Myanmar in safeguarding their independence. sovereignty in terms of integrity and we support ကျွန်တော်ပြောနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးပေါ့နော် independent ရေးကျွန်တော်တို့ထောက်ပံ့ဒီကုင္ကြီးရည်တည်ပေးတယ်ပေါ့ကွာဒါပေမဲ့မြန်မာပြည်တွင်းအရေးမှာတော့ကျွန်တော်တို့မရှုပ်ဘူးဆိုမှသူပြောသူတို့ပြောလာတယ်ပေါ့ different factions in Myanmar to uh, realize reconciliation through peaceful negotiation and we support their uh, transformation that's question please all right ဆို peaceful transformation ရဲ့ negotiation ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာတော့သူတို့ရဲ့အဲဘယ်လိုပြောမလဲငင်းချရဲ့အတွက်ရဲ့ဘာညာကျွန်တော်တို့က support ဖြစ်နေတယ်ပေါ့ဘာညာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီ PD ရဲ့အရေးမှာတော့မရှုပ်ပါဘူးဆိုမှတရုတ်ကတော့ပြောနေတယ်ခုနတရုတ်ကိုယ်တိုင်ကအဲ့ဒီ press conference မှာပြောတာနော်ဒီသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာကွာအဲသူတို့ကဒါပေမဲ့အဲ့ဒီအဲစပွဲပုံမှန်ညှိနှိုင်းဖို့ရတော်တော်ကျွန်တော်တို့အားပေးနေတယ်ပေါ့ကွာ ပြီးတော့ peaceful transformation အတွက်တော့အားပေးနေတယ်ဆိုတော့သူကပြောနေတယ်။ဘာပဲပြောပြောတရုတ်ကြီးကအဲ့ဒီလာရှူးအရေးမှာနော်ဝင်ရှုပ်ခဲ့တာကွာ။သူကိုယ်တိုင်လာခဲ့တာကွာ။အခုမြန်မာပြည်မှာလာတယ်ဒီလာရှူးအရေးမှာတရုတ်ကအဲ့ဒီလာရှူးအရေးမှာတရုတ်ကြီးကလာတာကိုလုံးဝဒီပြည်ရင်းစစ်မှာတရဝင်းတော့တရဝင်းကြကြနော်လာရှုပ်ခဲ့တာကွာ။ အဲ့ဒါကိုသူတို့ကတရုတ်ကဘာပြောလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအရေးမှမရှုပ်ပါဘူးတဲ့။ဘာညာပေါ့။အခု MNDA အကုန်လုံးနှုတ်ဆုတ်ခိုင်းတာမြို့သူလေ။တရုတ်ဘယ်နှုတ်ဆုတ်ခိုင်းတာလဲ။လာရှူအခုစစ်ကောင်စီကပြန်သိမ်းသွားတာကွာ။အာတရုတ်ဝီရှုပ်လို့ပေါ့တော့။တရုတ်ကြီးကတော့တိတာထင်ရှားစွာနဲ့ဘာဖြစ်လဲတိလား။ကပ္ပရီမီဒီယာမှာတော့နော်ပိုတင်ကြီးလင်ညာလင်ညာခဲ့တာကွာ။ မနေ့တနေ့တောင်မှချိုင်းနာကဟိုကျွန်တော်လာရှုပါရောက်နေတာကွာဟိုရောက်နေရောက်နေခဲ့တာဆိုတော့အဲ့ဒီသူတို့ကလည်းကမ္ဘာရဲ့သတင်းမီဒီယာတွေမှာဒီ propaganda လုပ်တာပေါ့နော်ဒီဝါသဖြန့်ချေရေးလုပ်တာပေါ့ကွာဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာကအယုံကြည်အောင်သူတို့ကလည်းပြောနေတယ်ပေါ့နော်အာကျွန်တော်တို့ကမရှုပ်ပါဘူးပေါ့မြန်မာအရေးမှာမရှုပ်ပါဘူးပေါ့ဒါမဲ့သူတို့ရဲ့လှုပ်ရှားရလှုပ်ရှားကြောင်းတော့ကျွန်တော်တို့ကတော့အားပေးနေတယ်သူငင်းချမ်းရဲ့အတွက် စပွေးပုံရှင်တိုင်းဖူရအတွက်အားပေးနေတယ်။အော်အဆုံပေါ့သူတို့ကပြောလာတာ။ but ကမ္ဘာရဲ့မီဒီယာရှိမှာတော့သူတို့ကမတိတလူလူပါလူလူမရှုပ်တလူလူပါလူလူနဲ့တော်ပြုတ်ခဲ့တယ်ပေါ့နော်။တော်တော်လေးတော့တရုတ်ကတော့တော်တော်လေးတော့လူလေးကြတယ်ပေါ့နော်။အဲ့ဒါတော့ကျွန်တော်ပြောနေတာခတခဏကျွန်တော်ရေ podcast တိုင်းမှာပြောနေတာ။ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာနေမြန်မာမြန်မာပြည်သားမှာနေတယ်ဆိုရင် if you truly are a myanmar guys ကျွန်တော်တို့ဒါလောကကိုမြန်မာပြည်ချစ်တယ်တိုင်းပြည်ကိုချစ်တယ်ဆိုရင်တော့စစ်ကောင်စီလူကပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လှန်ရေးဖက်ကလူတွေကပဲဖြစ်ဖြစ်တရုတ်ကိုလောကအဆင့်ကျင်တင်တယ်ဆိုတော့ကျွန်တော်အမေရန်ပြောခဲ့ရကျွန်တော်တို့ကိုတရုတ်ကြီးကနော်အဒီဘယ်လိုပြောမလဲအတုံးချခံရအတုံးချခံခဲ့ရတာကျွန်တော်ကွာကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့မြန်မာဒဇန်ရာတာအားလုံးသူကပဲခူးယူခူးယူခဲ့တယ် ်ပြည်သူလူထုအားလုံးစည်းရဲအောင်เนาะကျွန်တော်နိုင်ငံတနိုင်ငံလုံးဖြစ်စည်းပြကြအသွန်းအောင်လုပ်တာကတရားဥကြီးกว่าအတိုင်းသားအားလုံးပေါင်းစုံဗမာအားလုံးပေါင်းစုံကလုံးဝစိတ်နာတင့်တယ်เนาะတရားဥကြီးကမင်းအောင်လှိုင်ကိုလက်နက်ထောက်ပံ့ရေးပေးရင်တောင်မှกว่าကျွန်တော်တို့ဒီဗမာစစ်စစ်တွင်ကလည်းတရုတ်ကြီးကိုသွားပြီးမှအားကြမနေနဲ့မင်းအွန်လိုင်းကိုသွားပြီးမှအားကြတဲ့လူတွေ ဖွဲ့ကလည်းတရုတ်ကြီးကိုသွားပြီးမှအားပေးမနေနဲ့နော်ခင်ဗျားတို့ဒီအာတရုတ်ကြီးကကျွန်တော်တို့မြန်အောင်လိုင်းကိုအားပေးနေတယ်ဆူတဲ့တစ်ချက်လင်းနဲ့နော်အဲ့ဒီတစ်ချက်လင်းနဲ့တရုတ်ကြီးကိုသွားပြီးမှအားကြအဆရာမလို့ဘူးအဲ့ဒီတစ်ချက်လင်းနဲ့တရုတ်ကြီးကိုသွားပြီးမှလည်းဘောမအဆရာမလို့ဘူးကွာအခုမြန်အောင်လိုင်းကိုကျွန်တော်တို့မြန်အောင်လိုင်းကိုအားကြနေတဲ့ပရိသတ်တွေမှာများကြည့်ရှိပါတယ်ကျွန်တော်ရေ podcast မှာပေါ့နော်ကြည့်ပါကြည့်ပါကျွန်တော်တို့ကနော်ကျွန်တော်တို့မျက်ရှိအောင်နားအောင်ပါကွာ 第二句耶，我闭了，得先唠咯，得先唠。E o P L e All right, sorry guys. Oh, sorry, sorry, sorry. อ่าลายอ๋อยกตีจิตตะกาลาเข้าตะคาจาเนาะโอเคตะฉะหลอกပြောပြရစေခုနလေးကိုနောက်ထပ်ကျွန်တော်ထပ်ပြောချင်ပါသေးတယ်ဗောနော်အစလုံးက sorry ပဲ I'm so sorry guys uh all right အင်းတကာလာခောက်ကြတာကျွန်တော်ဖြစ်စီမှကျွန်တော်ဖြစ်စီမှလာရောက်နေလို့လေ ဆိုတော့အင်မဘယ်သူမှမရှိတဲ့ခါကျကျွန်တော်ကျွန်တော်တယောက်သေးပဲဆိုတော့လေအားကြောင့် alright တစ်ချက်လောက်သွားကြည့်အောင်အခုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တရုတ်ကြီးကကျွန်တော်မြန်မာနိုင်ငံကိုဘလောက်ထိဖျက်ဆီးခဲ့လဲဆိုတာကျွန်တော်ရဲ့ဒဇန်ရာကိုအားလုံးသွားကြည့်ပါကျွန်တော်ရဲ့မျိုးတွေအားလုံးသွားကြည့်ပါကျွန်တော်ရဲ့အကျွေးတွေအားလုံးသွားကြည့်ပါနော်စီရီလင်္ကာဆိုတာလေကျွန်တော်ရဲ့မြင့်မြင့်တက်တက်ကြီးအတကုံတရုတ်နဲ့တွေ့ပြီးမှနော် လို့ပြီးမှနောက်ဆုံးမှအကျွေးမဆက်နိုင်တဲ့ခါကျတော့စီလီစီရီလင်ကာရဲ့တင်ဘိုစိတ်ကန်ကြီးကိုတရုတ်ကပြီးပိုင်တင်သွားခဲ့တာကွာအခုမြမပြီးမှရှိနေတဲ့ project တော့အခု road and belt initiative လို့ဆိုနေတယ်တော့မန်လေးကနေဟိုးကုံလုံးတရုတ်ကြီးက project ကိုဆွေးအဲ့ဒီ project ဆွေးရင်းနဲ့ကျွန်တော်တို့ရေမြန်မာနိုင်ငံရဲ့ environment ဘောတော့တဘာဝပိတ်ဝန်းကျင်ကိုကုံလုံးဖြစ်စည်းเนาะကျွန်တော်တို့နိုင်ငံမှာယောဂပေါင်းစုံကိုလာချเนาะ ။အော်လေထုကညံတာတွေနော်ပြီးတော့ရေထုလိညံတာတွေအကုန်လုံးကွာမြန်မာနိုင်ငံကငိပအောင်ယောဂပေါင်းစုံဖြစ်အောင်တည်ထွင်ခဲ့တာတရုတ်နိုင်ငံ။နော်ဒါကဂျမားကြီးပိုင်းဆိုင်ရာကျွန်တော်ပြောတာနော်။လူမှုရေးပိုင်းဆိုင်ရာကြီးကြီးအောင်ကျွန်တော်မြန်မာတနိုင်ငံလုံးကိုစည်းရေးခြုံချတော့အောင်လုပ်တာတရုတ်နိုင်ငံ။ကွာအမှန်စင်တဲ့ပြည်တော်စဉ်းစားကြည့်ကွာကျွန်တော်နိုင်ငံမှာအများကြီးတစံရာတော်ထုတ်ခဲ့တာကွာ။ လုံးဝပြည်သူလူထုအားလုံးကဝိုင်းစားရင်တောင်မှဝိုင်းစားရင်တောင်မှကွာဘယ်လိုပြောမလဲစားမဝဘူးစားမကုန်ဘူးကွာဒါပေမဲ့အခုကျွန်တော်မြန်မာနိုင်ငံဘလောက်ထိစင်ရခဲ့လဲနော်မနေ့မနေ့ပြန်ပါစားရမလဲဒီနေ့ပါစားမလဲစားစရာမရှိတဲ့လူတွေအများကြီးကွာကျွန်တော်မြန်မာနိုင်ငံမှာအလို့ဆိုတော့မရှိတဲ့လူတွေအများကြီးရှိရတယ်ကွာဘူးကောက်တဲ့လူတွေဘလောက်ထိများလဲမှာမြန်မာနိုင်ငံမှာတရောင်းဆောက်တွေဘလောက်ထိများလဲကွာ အမဆွန်တာရီအားလုံးကနော်ကျွန်တော်တို့နိုင်ငံကအဲ့လိုအထိချမ်းသာတုံရလေးပဲကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအားလုံးချမ်းသာမှုအားလုံးကြီးကိုတရုတ်ကြီးကအကုန်လုံးဒိမ့်ယူသွားပလိုက်တာအကုန်လုံးအပိုင်ယူသွားပလိုက်တာနော်ကျွန်တော်တို့ချမ်းသာမဲ့လူတွေကြမ်းမာမဲ့လူတွေအားလုံးကဘာဖြစ်လဲယောဂါတွေဖြစ်လာတယ်စင်ရဲစင်ရဲတဲ့လူတွေဖြစ်လာတယ်ကွာဆိုတော့ပရိသတ်တို့ကြီးရေကျွန်တော်တို့နောက်ထပ်တစ်ခါအမေရန်ပြောမယ်ကွာ တရုတ်အပေါ်မှာယဉ်နာကြပါတရုတ်အပေါ်မှာနာကျင်ကြပါဒါကရှိကောင်းစီပက်ကလူတွေပဲဖြစ်ဖြစ်တော်လှရေးလုံးတဲ့လူတွေပဲဖြစ်ဖြစ်တရုတ်ကြီးကိုကျွန်တော်တို့အတွက်အဓိကအချက်အဆုံးရန်သူနော်အားလုံးရန်သူဘုံရန်သူဖြစ်နေတယ်တရုတ်ကြီးကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးအတွက်ဘုံရန်သူဖြစ်နေတယ်ဒီတရုတ်ကြီးကိုကျွန်တော်တို့ speaks against action against အမျိုးမျိုးကွာ တယောက်ကြည့်ကျွန်တော်တို့အမျိုးမျိုးဆက်ကျင်တင်တယ်။နောင်လာမဲ့ဘယ်လိုပြောမလဲ။နောင်လာမဲ့အနာကတ်တွေမှာလေတဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့ရဲ့တယောက်ကြည့်ရဲ့အောက်မှာဒီတိုင်းဒါဆက်သွန်းနေမယ်ဆိုတော့ကျွန်တော်တို့ကတကယ်ပဲလက်တွေ့ကျကျမှာတယောက်ရဲ့ခြေချွန်ခံရမှာတော့တယောက်ရဲ့ဂျူနီဖြစ်မှာကျွန်တော်မြန်မာနိုင်ငံတပီသားအလုံးကွာ။နောက်ကတယောက်လူမျိုးတွေကိုပြောတာမဟုတ်ဘူးနော်တယောက်ရဲ့စူရကိုပြောတာနော်။လူမျိုးကိုသွားပြီးမှခွေချပြီးမှသွားပြောတာမဟုတ်ဘူး။ ဆိုတော့ကျွန်တော်တို့အားလုံးသတိစားမှာเนาะတရုတ်ရဲ့ရန်ကြီးကနဲ့တရုတ်ရဲ့လက်ကြီးကနဲ့လက်အုပ်ကြီးကနဲ့လက်မြောက်ဖို့ကျွန်တော်တို့အားလုံးကရုံးကန်တင်တယ်ကျွန်တော်တို့အားလုံးကဒါက speak out လို့တင်တယ်ဆိုတော့ကျွန်တော် podcast မှာကြည့်ရလူတိုင်းလူတိုင်းกว่าကျွန်တော်မြန်မာပြည်သားလူတိုင်းလူတိုင်းกว่าတရုတ်ဆန့်ကျင်ရေးတွေကအများကြီးလုပ်ကြရအောင်เนาะတရုတ်ရဲ့မကြိုက်တဲ့အာမူဝါဒတွေကိုအများကြီးပြောချင်ရအောင်ဒါလေးပဲကျွန်တော်က sharing လုပ်ချင်ပါတယ် all right ကျွန်တော် youtube လေးကိုကြည့်ပေးတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ် comment မှာပေးတဲ့ပရိသတ်အားလုံးကျွန်တော်အမေးနဲ့ comment တိုင်းဖတ်နေတယ်ပေါ့နော်ဆိုကျေးဇူးတင်ပါတယ် thank you so much for watching beautiful people ကျွန်တော်ရဲ့ channel လေးကိုတဘောချမိတယ်ဆိုတော့ subscribe လုပ်ချင်အားဖြစ်လဲအားပေးလို့ရပါတယ် bye bye guys take care god bless